မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ဒါမိတ်ဆွေတို့အနေနဲ့ငွေကြေးရေးအခက်အခဲတွေဖြစ်နေမယ်ဆိုရင်ငွေကြေးရေးကိစ္စတွေငွေအရေးတကြီးလိုအပ်နေမယ်ဆိုလို့ရှိရင်ဒီကာတာလေးကိုရွတ်ပေးဖို့အကြံပေးချင်ပါတယ်ဒီကာတာလေးကိုဘာလို့အကြံပေးရကြလဲဆိုရင်ဒီကာတာလေးကမြတ်စွာဘုရားရှင်လက်ထက်ကအရှင်ကုန်ဒဒါနမထေရဆိုတာရှိပါတယ် အဲ့ဒီမထေရမြတ်စွာဘုရားရှင်ကိုရောတိုင်းကပေးထားတဲ့စီးရံမဲပောက်တဲ့နေရာမှာကံအကောင်းဆုံးဆိုပြီးတော့ဣတတဲ့ဘွဲ့တောင်ပေးထားခဲ့တာပါအဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးကြီးကံကောင်းပြီးတော့ထီထိုးတာဝါသနာပါမယ်ချဲထိုးတာဝါသနာပါမယ်ဆိုရင်ဒီကရာလေးရွတ်ပေးမယ်ဆိုရင်ဒီပောက်ချဲပောက်နိုင်ပါတယ်ဘယ်လိုရွတ်ဖက်ရမလဲဆိုရင်မိတို့နေဖျားကြောင်းဆောင်ဓမ္မမို့ရင်ဖျားစီရီတဆူဆူဒီမှာ ၅ပါးသီလခံယူဆောက်တည်ရမယ်။မနက်၉ကောက်ည၉ကောက်ရွတ်စုပူဇော်ရမယ်။ပရိစိတ်တဝါဒနာပါရင်တော့ဒီနေ့ပရိ၃ဘက်ကိုစိတ်ပေးရမယ်။ဒီလို စိတ်ပေးခြင်းအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေးကိစ္စတွေကံကောင်းလာမယ်။တီချဲတွေပေါက်လာမယ်။ဘလို့ရွတ်ဖတ်ရမလဲဆိုလို့ရှိရင်ဧတတကံဘိက္ခဝေမမတာဝကနံဘေကုဏံပထမံတလာကံကဏ္ဍာနံ ယတိတံကုံနာဒါနောဣတိနာသစ္စာဝဇိနတထာမိဟောတုတပ္ပရာဣဒရကံဘိကဝေမမတဝကနံဘိကုဏံပထမံတလကံကနန္ဒာနံယတိတံကုံနာဒါနောဣတိနာသစ္စာဝဇိနတထာမိဟောတုတပ္ပရာဣဒရကံဘိကဝေမမတဝကနံဘိကုဏံပထမံတလကံကနန္ဒာနံယတိတံကုံနာဒါနောဣတိနာသစ္စာဝဇိနတထာမိဟောတုတပ္ပရာ တရမေဟောတုတပ္ပတာအဲ့ဒီလိုရွတ်ဖက်ပူဇော်ပေးရမှာဖြစ်ပါတယ်။ဒါမြမပြန်နေနဲ့ဆိုလို့ရှိရင်ဤဂုဏဒါနမတိသည်ငါဖျားဤတာဝကဖြစ်ကုန်သောယဟန်တို့တွင် ရှေးဥစွာဆရိရံမဲစုကိုရည်တွေ့ခြင်းတို့တွင် အရှင်ဂုဏဒါနမတိသည် အမျက်ဆုံးဖြစ်တော်မူ၏။ဤတို့ဟုံမှန်မဖောက်ပြန်သောစကားကိုဆိုရခြင်းကြောင့်အကျွန်ုပ်အားထိုဂုဏဒါနမတိအလားတူ ခခတဲ့ချမ်းသာခြင်းသည်ဖြစ်ပါစေတည်းဒီဂါရလေးကိုမိတ်ဆွေတို့အနေနဲ့ရုံရုံကြီးကြီးရွတ်ဖတ်ပူဇော်မယ်ဆိုလို့ရှိရင်လင်းမြန်စွာငွေကြီးကိစ္စတွေဆင်ပြေလာမယ်ထီချဲနှလုံးကံကောင်းခြင်းများစွာ ဖြစ်ပေါ်စေပြီးဒီပေါက်မှာဖြစ်ပါတယ်ငွေကံကောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ရုံရုံကြီးကြီးရွတ်ဖတ်ပူဇော်နိုင်ဖို့ရအတွက်ပြောပြပေးရခြင်းပဲဖြစ်ပါတယ် အားလုံးငွေကန်ကောင်း၍စီးပွားရေးကိစ္စများအဆင်ပြေချုံးမှုကြပါစေ။